audio review podcast channel မှာကြိုဆိုလိုက်ပါတယ်ပြည့်တက်တီခင်ဗျာ NASA ဟာလက်ကွာပေါ်မှာလူသားတွေရှင်းတဲ့နိုင်ရေးအတွက်အရေးပါတဲ့အစီအစဉ်တစ်ခုကိုကြော်ညာလိုက်ပါပြီ။ဒါကတော့လက်မျက်နှာပြပေါ်မှာ nuclear တပောင်းမှု nuclear related loan ဒီဆောင်ဖို့ဖြစ်ပါတယ်။ပန်းနိုင်တဲ့2030တွင်လဘော်တို့စွန့် American Atomic Agency NASA ရဲ့ဟိမကြဟာအရင်က2030ပြည့်လွန်နှစ်များ mid 2030s ကို ပြင်းမထားခဲ့ရကနေ2030ပြည့်နှစ်မှာတပေါင်းဘူကိုလွန့်တင်နိုင်ဖို့အချိန်စရအကိုတိတိပတ်သားစောစည်းစွာပြောင်းလဲလိုက်ပါပဲဒီစီဇန်အတွက်တော့လက်ရှိ budget ဖက်တော့မှုရဲ့ခြားကနေငွေကြီးတုံးဆွေးဖို့စီစဉ်နေတာဟာစစ်ဝင်စားစီဟာအနေထားတစ်ခုဖြစ်ပါတယ်နျူကလ িয়ার ဆွိုင်းဘာလို့လိုအပ်တယ်လဲဒီ why ကျွန်တော်တို့ကဘာပြင်ပအကတမှာဆွိုင်းဆိုတာတက်ပါအကတထဲမှာဆွိုင်းအများစုဘူးနေခါနေရရှိပြီမဲ့လိုအပ်တဲ့ဆွိုင်းအလုံးကိုနေအောင်ကြီးကမပေးနိုင်ပါဘူးလက်ကဘာဟာကျွန်တော်တို့ကဘာပေါ်ကလို့ နေညမဟုတ်ပဲတညတာဆိုရင်နှစ်ပတ်နှီးပါကြာမြင့်ပါရဲ့။ဒါဦးလရဲ့ညလူနာနိုင်လို့ခေါ်ရတယ်။ဒီကာလမှာလမင်နာဒီဟာအလွယ်မင်းအေကေဘီမောင်မိုက်နေရကြောင်းအဲဒီလိုအခြေအနေမှာလူသားရေရှင်တန်မှုကနျူကလ িয়ার တပေါင်းပူကနေအကောင်းဆုံးစွိုင်းရေးမြစ်တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ဒီတပေါင်းပူကြီးဟာမျိုးတစ်မျိုးလုံးကိုမီးပေးနိုင်တဲ့ကြီးမားတဲ့ဒီကာဝတ်သမာနာမဟုတ်ပါဘူး။လူတို့ကတရားကြီးလို့ဝက်လောက်သားထုတ်လို့ဖို့ရွယ်ထားပြီး ဒါဟာရပ်ဖြန်တိုက်အဆောက်အဦကြီးတစ်ခုနှစ်ခုဒါမှမဟုတ်လူသားတွေနေထိုင်မဲ့လဘော်ကရှီဗစ်ကန်ဒွတ်လုံလောက်တဲ့ပမာဏပဲဖြစ်ပါတယ်။နိပညာစိန်ခေါ်မှုနဲ့ဘေးကင်းရေးဒီစီမံကိန်းရဲ့အကြီးမားဆုံးနိပညာဆိုင်ရာစိန်ခေါ်မှုကတော့ ဘူဘူဖယ်ရှားခြင်းဖြစ်ပါတယ်။လက်ပေါ်မှာလေလိုမရှိအရေးဖြစ်ရှိတဲ့ရှည်လေးမရှိတာကြောင့်တပေါင်းဘူဝါနေခက်လာတဲ့ဘူဘူဖယ်ရှားကိုခက်ခဲပါတယ်။ထို့ကြောင့်တပေါင်းဘူဒီဇိုင်းတွေကိုမှဘူဘူအကတာနဲ့ထုတ်လွှင့်နိုင်မှုလွန်ကြီးမားတဲ့အပူချေဖြတ်ရေးစနစ်ရေဒီယေတာတွေပါဝင်ရမှာဖြစ်ပါတယ်။ဝေယူတတိကျွပစ္စည်းတွေကိုလက်ပေါ်ပို့ဆောင်ခြင်းဟာရေးပါတယ်အန်ဒီတခုဖြစ်ပါတယ်။ဒါကို significant risk လို့ခေါ်ပါတယ်။ဒါပေမဲ့ဒီ NDA ကိုစီမံခံကွက်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။အဓိကဘေကင်းရေးတို့ထုံးလုံးညာ အပေါင်းဘူလက်မနာပြမတို့ဘေးကင်းစွာရောက်ရှိမှသာစတင်အသုံးပြုမှာဖြစ်ပါတယ်။လက်ဘော်ကနိုင်ငံရေးပြိုင်ဆိုင်မှုဒီစီမံတိန်ကိုအလင်းစလိုလောက်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တရုတ်နဲ့ရုရှားတို့ရဲ့ပြည်ဆိုင်မှုပဲဖြစ်ပါတယ်သူတို့နှစ်နိုင်ငံကလည်း2030ပြည့်စုံနှစ်တွေမှာလူသားတွေအတွက်နျူကလ িয়ার စွမ်းအင်သုံးအခြေဆိုင်စခန်းတစ်ခုကိုပူးပေါင်းတည်ဆောက်ဖို့မျှော်လင့်ထားကြပါတယ်ဒါဟာအာတဒပြိုင်ပွဲအဟောင်းစီပြန်သွားသလိုပါပဲအမေရိကန်ဟာဒီလိုအထိမခံတဲ့နျူကလ িয়ার စောက်အုံကိုရည်စုံထားရှိခြင်းအပြင်အဲ့ဒီနေရာကိုအခြားနိုင်ငံတွေဝန်ကုန်မပြုတဲ့ဇုံ key out ဆုံးဖြစ်သတ်မှတ်ဖို့ရင်းခုန်နိုင်ပါတယ်1968ခုနှစ်ကရှုပ်ရှုခဲ့တဲ့ပြန်ပအကဒါစာချုပ်ရာ လာဘူးဘသူမှပိုင်ဆိုင်ခွင့်မရှိပေမဲ့အမေရိကန်ကချာအကာတာအင်အားကြီးနိုင်ငံတွေကိုအဲ့ဒီအခြေခံအဆောက်အုံကိုတင်လျော်တော်လို့ထဲသွင်းစဉ်းစားပေးရန်ယူရကတောင်းဆိုနိုင်ပါတယ်အဓိကအာယုဆိုင်ရာနေရာတောင်ဝင်ရိုးစွန်းနာဆိုင်ရဲ့ဒီစီမန်ဒိန်ဟာလိုက်ရဲ့တောင်ဝင်ရိုးစွန်းစပ်ပိုးဘူးအာယုဆိုင်ပါတယ်ဒီဒေတာဟာဘာကြောင့်ဟေးပါလဲဆိုတော့နေနဲ့ရိကြနေတဲ့မီးရောင်ဝရရဲ့အောက်ခြေမှာရှိခဲ water ice တွေရှိနေပါဒီရေတွေကိုအနာကက်မှာဒုံးမြစီဒုံးမဟုတ်တောက်တုံးရေဖြစ်ပြောင်းလဲနိုင်ပါတယ် nuclear swing ကိုအသုံးပြုခြင်း အပြင် AM Radio Telescope များတိစောက်ချင်းကဲ့သို့သောပုံမှုခိုင်မာတဲ့သိပ္ပံပညာဆိုင်ရာစုံစမ်းစစ်ဆေးမှုများ Robots Scientific Investigation ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးဆက်များ NASA ဟာစက်တင်ဘာလကုန်မှာသုတေသနအဖွဲ့အတွက်အမှုဆောင် Deep App ကြိုးစားနေပါတယ်။ပြီးရင်2026ခုနှစ်မတ်လစာချုပ်ချုပ်ဆိုဖို့နောက်ဆုံး feature ခိုင်ရတဲ့ဥပိုးစာချုပ်ချမှတ်ပြီးမှာဖြစ်ပါတယ်။ဒီတိစက်မှုကနေအကတာတွေကစွန့်အင်ဟီလိုဝက်ချက် ပိုပြီးနားလည်ပါမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ Audio Review Podcast Channel လေးကိုတပေါ်ကြတယ်ဆိုရင် Like and Subscribe လုပ်တော့ပြပါဦးနော်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့တယောက်ချစ်စီတဲ့ Jesus အထူးတင်ပါတယ်ကျွန်တော်ရဲ့ Channel လေးကိုရှိရှိရက်တည်နိုင်အောင် Support ပေးခြင်းနဲ့ဆိုရင် VPN လေးချိတ်ပြီးတော့ကြည့်ပေးခြင်းအပြင် Support ပေးရပါဘူးဘူးတူတာရမယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်အားလုံးကို Jesus အားကြီးတင်ပါတယ်